ဟောင်ကောင်ကျွတ်မြောက်ပိုင်းကတိုက်ပိုးအရမှာအထက်မြင့်လူနေတိုက်ခန်းတွေမနေ့ညနေစောင်းမှာစတင်ခဲ့တဲ့မိလမှုကြီးကြောင့်ဒီကနေ့ညနေအထိသေဆုံးသူ55ဦးရှိသွားပြီဖြစ်ပါတယ်။သေဆုံးသူတွေထဲမိသားသမားတဦးလည်းပါဝင်ပါတယ်။အခုချိန်ထိလူ86ယောက်လောက်ကိုဆေးရုံတင်ထားရတာမှာအဲ့ဒီထက်က15ယောက်ကအသက်အန္တရာယ်ဆိုရင်ရပြီးကျန်28ယောက်ကလည်းဆိုရင်ရတဲ့အခြေအနေမှာရှိတယ်လို့ဆိုပါတယ်။သေဆုံးသူအရေအတွက်ဟာဒီတဲ့ထပ်တိုးလာနိုင်တယ်လို့ပြောပါတယ်။ဒါ့အပြင်အခုချိန်ထိတည်သလားရှင်သလားမသိရသေးသူ 290ကနေ300ကြားရှိတယ်လို့ဆိုပါတယ်။တိုက်ပိုအရက်က14 gold တိုက်ခန်းဝင်းမှာမနေ့ညနေ3နာရီထုတ်ကနေလောက်ကစလောင်ခဲ့တဲ့မီးဟာအာပြင်းလွန်းလာကြောင်းမိသားဌာနက level 5အဆင့်တက်မှတ်ပြီးမိသားသမား1000နဲ့ငိမ့်တက်နေတာပါ။အခန်းပေါင်း2000ရှိပြီးလူ4000လောက်နေတဲ့1 foot gold ဝင်းထဲမှာ30ထပ်စီပါတဲ့အထက်မြင့်အဆောက်အုံ10လုံးရှိပါတယ်။မီးလောင်တဲ့အဆောက်အုံ9လုံးတည်းက၄လုံးကိုမင်းညစ်တတ်နိုင်ပြီဖြစ်ပေမဲ့ကြံ၃လုံးဟာ အခု24နှစ်ကြီးကျော်လာတဲ့အထိမငြိမ့်နိုင်ကြသေးပါဘူးမိလောင်မှုနဲ့ပတ်သက်လို့လူသေမှုပေါ်ဆမှုတို့နဲ့မတင်ကားသူဆက်လို့ရေးကုမ္ပဏီဒါရိုက်တာ၂ယောက်နဲ့အင်ဂျင်နီယာ၁ယောက်စုစုပေါင်း၃ယောက်ကိုဟောင်ကောင်ရဲကဖမ်းဆီးထားပါတယ်တပ်ခန်းတွေကိုပြင်ဖို့အတွက်အဆောက်အုံ၈လုံးစလုံးမှာဝါညံနေနဲ့ပလတ်စတစ်ပိုက်တွေကာထားတာကြောင့်မိအလင်းအမြန်ကူးဆက်သွားတာလို့ယူဆနေကြပါတယ်ဒီမိဟာဟောင်ကောင်ကျွန်းတမိုင်းမှာ63နှစ်အတွင်းအဆိုးဝါးဆုံးလောင်တဲ့မိဖြစ်တယ်လို့ဆိုပါတယ်ခင်ဗျာကျွန်တော်ဇော်ဝင်လိုက်ပါ